ဆိုရနဲ့ပြည်ခက်ရဆဲထားတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဖွဲ့စည်းတူထောင်ခြင်း25နှစ်မြောက်ငွေရတုထိမ့်မဲ့အဖြစ်ဒီမိုကရေစီသူရဲကောင်ဂွန်ပြူမတန်လှပေးအပွဲအခမ်းအနားကိုတောင်ကြီးမြို့မှာရှိတဲ့ကက်သရစ်အောင်မေပွဲဓမ္မယုံမှာဒီကနေ့မနက်ကကျင်းပခဲ့ပါတယ်လူစီရေးတိုက်ပွဲလူပြည်တိုက်ပွဲဆရာနာရှင်စံကြီးတိုက်ပွဲမှာပေါ့အခုတစ်ဖြစ်ဒီဘက်ရှမ်းပြည်နယ်နောက်တစ်ခုကတော့မကယားပြည်နယ် ီဒေသတွေမှာတာဝန်ထမ်းဆောင်သွားခဲ့ကြတဲ့ရဲဘော်တွေရှိပါတယ်အဲဒီရဲဘော်တွေတဲ့ကနေပြီးတော့မှကြာဆုံးသွားတဲ့ရဲဘော်တွေအတွက်အဲဒီဒေသမှာသူတို့ရဲ့မိခင်ဒေသမှာဘုံလူပွဲခန္ဓာတခုကိုကျင်းပခြင်းဖြစ်ပါတယ်ဒီခန်းနာမှာဗုဒ္ဓဘာသာခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာရေးကောင်းဆောင်တွေတက်ရောက်မှစကားပြောကြပြီးဆုတောင်းမေတ္တာပို့သခဲ့ကြပါဗျာ။တမန်ကယ်ပေါ့နော်။နောက်ထပ်ဘုံရောက်တဲ့အမှားလေး။တော်ကြတဲ့အမေလေး နောက်တာမရှိပါစေနဲ့လို့ပဲဒီမှာသူတော်ပါတယ်အခုလိုဒီမှာမောင်းပေးလို့ဒီပွဲမှာရှမ်းပြည်နယ်အရှေ့ဆိုင် APSDF တရင်လေးမှာကြာဆုံးသွားတဲ့ရဲဘော်စဲဦးအတွက်ဂုံမျိုးစုတွေပေးအပ်ခဲ့ပါတယ်။အလားတူပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်နေ့ကလည်းကယားပြည်နယ်ရိုက်ကော်မြို့မှာ APSDF ဖွဲ့စည်းတည်ထောင်ခြင်း25နှစ်မြောက်ငွေရတုထိမ့်မှတ်အဖြစ်ကြာဆုံးသွားခဲ့တဲ့ APSDF ရဲဘော်တွေကိုဒီမိုကရေစီသူရဲကောင်းဂုံမျိုးလာပေးအပ်ပွဲကျင်းပခဲ့ပါတယ်။ ဒီနေ့ဂုံပြူမတန်ပေးအပွဲဟာကရားပြည်နယ်မှာကြာဆုံးခဲ့တဲ့ရဲဘော်34ဦးကိုရည်စုပေးအပ်တာဖြစ်တယ်လို့သိရပါတယ်။လွန်ခဲ့တဲ့25နှစ်အတွင်းက APSDF မှာကြာဆုံးရဲဘော်900ကျော်နဲ့ဒဏ်ရာရရဲဘော်900ကျော်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။